အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature feed channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြတင်ဆက်ပေးခြင်းတဲ့ဆောင်းပါးကောင်းလေးကတော့ဇာတ်ရေးဆရာလင်းအောင်စင်ရေးသားထားတဲ့ငါ့အတွက်ငါရှိတယ်လို့အမိရတဲ့စာအုပ်ထဲမှာဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆောင်းပါးကောင်းလေးရဲ့နာမည်ကမမျော်လင့်ခြင်းဥယင်လို့အမိရပါတယ်ကျွန်တော်နဲ့ဒီဒီစာပါးကောင်းလေးကိုနားဆင်ကြည့်အောင်ပါခင်ဗျာမမျော်လင့်ခြင်းဥယင်ငါအမြင်ပျော်ရွှင်မှုကိုခံစားရရတယ် ဘာကြောင့်လဲသိလားအကြောင်းကတော့ငါဘသူစီကမှဘာမှမမျော်လင့်လို့ပါပဲမျော်လင့်ခြင်းတွေကအမြင်နဲ့နာကျင်စေတယ်လေ William Shakespeare ကျွန်တော်ငငယ်ကအပေါင်းအသင်းသိမှတ်ပါတယ်အတူတပြင်းကျွန်တော်ချစ်ရတဲ့တငယ်ချင်းတွေဆိုတခြားသူတွေနဲ့တငယ်ချင်းဖြစ်သွားမှတခြားသူတွေကိုပိုခင်တော့မှသိကြောက်ခဲ့တာပါကလေးတဘာဝကိုချစ်ခင်ရတဲ့တငယ်ချင်းကများတခြားသူကိုပိုခင်တွေ့သွားရင်စိတ်တော့ကရောက်ရတော့တာပါပဲ။ ညဘက်ဒီဆိုအိမ်ရတယ်တော်တော်နဲ့အိမ်မပြောပါဘူး။ကစားရင်လည်းငါဒီလောက်ခင်နေတာမုတ်တွေလည်းကျွေးနေပါရဲ့နဲ့။ तू ကတော့တခြားသူတွေမုတ်တွေကျွေးတခြားသူတွေကိုပိုခင်လိုက်တာဆိုပြီးစိတ်မကောင်းဖြစ်ပြီးမပြောရွှင်ရပါဘူး။အရွယ်ရောက်လာတဲ့အခါမှာတော့မြန်မာစာအုပ်တွေဖတ်တရားပွဲတွေလိုက်နာကြရကနေတစင်ကိုယ့်စိတ်ကိုနားလည်ခဲ့လာပါရဲ့။အကြောင်းကတော့ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုအတွက်ကျွန်တော်တို့ကတခြားသူစီကမျှော်လင့်နေခဲ့မိတာပါပဲ။ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်။ကိုပြုမှုတဲ့အတိုင်း တံပြန်တက်ရောက်တယ်တဲ့တကယ်တကယ်တမ်းကကြတော့ကောင်းတာလှုပ်တိုင်းကောင်းတာတွေတံပြန်ရလိုက်တာမျိုးကနေပါပါတယ်ကိုပြူမှုတဲ့အတိုင်းကိုအပေါ်ချက်ချင်းတံပြန်တက်ရောက်မှုဆိုတာကလေရှိတော့ရှိပေမဲ့နေပါပါတယ်အချိန်ကာလတစ်ခုတော့ကြာတာအမှန်ပါပဲဒါပေမဲ့ကောင်းတာလှုပ်လိုက်တာနဲ့ချက်ချင်းကောင်းတဲ့သူဖြစ်သွားတာကတော့အမှန်ပါကိုပြူမှုလိုက်တဲ့အတိုင်းချက်ချင်းကိုအသွင်ပြေဟာအပြူမှုအတိုင်းဖြစ်သွားတာလေအမှန်ပါပဲတပတ်သူရဲ့တံပြန်မှုကကြာချင်းကြာမင်းညင်ချင်းမြန်မာပါပဲ။ တပတ်သူရဲ့တံပြန်လာမှုအပေါ်ကိုယ်စိတ်ကိုအာယုံပြုထားလိုက်တဲ့အခါကိုယ့်ရဲ့ပျော်ရွှင်မှုတွေကသူ့အပေါ်မူတည်သွားတော့တာပါပဲစီပေးရင်ဆန်ရမယ်ဆိုတဲ့စီးပွားအတွက်တွက်ချက်မှုကိုဘဝနေထိုင်မှုတွေကျင့်သုံးတဲ့အခါပျော်ရွှင်ရပါမယ်လားကိုယ်ပေးလိုက်တဲ့အရာကိုယ်ပြုမူလိုက်တဲ့အရာပေါ်မှာတပတ်သူကအတိမပြုသည်ပဲဖြစ်ဖြစ်မပြုသည်ပဲဖြစ်ဖြစ်ကိုယ်ကမေတ္တာထားပြုမူလောက်ကန်ပေးလိုက်တဲ့အခါကိုယ်ပျော်ရွှင်ရတာပဲမဟုတ်လားဘသူစီကားမှာဘာမှမမျောလင်းခြင်းက ုစိတ်ကိုပျော်ရွှင်စေခြင်းတစ်မျိုးပါပဲတခါကလေးကျွန်တော်တငယ်ချင်းတယောက်ကတမန်မန်တွေတွေနဲ့အလုပ်လုပ်တဲ့အခါစိတ်လဲမပါတငယ်ချင်းနေနေဆိုင်တိုင်းကြတဲ့အခါမပြောမရွှင်နဲ့ဖြစ်နေခဲ့ဘူးပါတယ်နေရောက်တဲ့အေးအေးဆေးဆုံးမှသူ့ကိုကျွန်တော်မေးကြည့်ရပါတယ်ဘာဖြစ်နေတလဲဆိုတော့ပေါ့မေးကြည့်မှသိရတာက "तू ကအိမ်မှာဒါလက်ပါ"တဲ့အလုပ်တွေစူးစမ်းပြီးရသမျှလာစာတွေလည်းပြန်အပ်ပေးမယ်သူ့အဖေနဲ့အမြင်ရတဲ့ကတော့ကစားဖြစ်ရပြီသူ့ပေါ်အကောင်းမမြင်ဘူးလို့ဆိုပါတယ် အဲ့ဒီအတွက်သူဘာကိုမှမစူးစမ်းချင်တော့တယ်လို့ဘာကိုမှပြောရွှင်စရာမကောင်းတော့ဘူးလို့ဆိုပါတယ်။ဟုတ်ပါတယ်။ကျွန်တော်လည်းတားလမ်းမှုတခါတခါတော့သူ့လိုတွေးခဲ့တာအမှန်ပါ။အိမ်နောက်တဲ့အကြီးဆုံးအမအတွက်ပူပင်ကြကြောင်တက်နေတဲ့အငယ်လေးအတွက်ပူပင်ချနေအလုံးလုံးဝင်းဝင်းရှာနေတဲ့ကျွန်တော်နဲ့တော့အိမ်မှတစ်ချက်ချက်ပါပဲ။တကယ်တကယ်တမ်းကျမိဘဆိုတာကိုသားသမီးကိုအကုန်ချစ်ကြတာပါပဲ။ဘယ်သူကိုတော့ပိုချစ်တာမျိုးရှိတဲ့ကောင်ရှိပေမဲ့ဘယ်သားသမီးဒုက္ခရောက်ရောက် ပူပင်တော့ကရရတာတူတယ်လို့ဘေးသားသမီးအပျော်ကြုံရပါစေတန်းတူရင်းနေကပြောကြတာပါပဲ69ရာခိုင်နှုန်းသောမိဘတွေကကာသမီးပေါ်ဗားပြန်ပေးပါစေဆိုတဲ့မျှော်လင့်ချက်မျိုးမပါပါဘူးငါသားသမီးလေးအဆင်ပြေပါစေအောင်မြင်ပါစေဆိုတဲ့စိတ်မျိုးနဲ့ပဲမွေးဖွားပြုစုပြုထောင်ပေးခဲ့ကြတာပါအလိုက်ဒီလိုတုံ့ပြန်မှုပြန်ရခဲ့ရင်တော့အတိုင်းမသိပြောနေကြတာပဲမဟုတ်လားအဲ့ဒီအတွက်သူတို့ကသားသမီးပေါ်ဗားမျှော်လင့်ခြင်းနဲ့မှမရှင်းတန်စေခဲ့လို့ပြောနေကြတာပါပဲ တာသမီကလည်းမိဘအပေါ်တိတက်တဲ့အခါဘာပြန်ရပါစေဆိုတဲ့စိတ်နဲ့အလုပ်တဲ့အခါစိတ်ပျော်ရွှင်မှုရပါမလဲလားငါမိဘကိုအဘလောက်ကြောလိုက်ပါပြီဆိုပြီးပန်းပြပြီးတော့ပဝင်ချင်းရဲ့အတိမတ်ပြုမှုမိဘရဲ့ချီးကျူးမှုမျိုးကိုလိုချင်တာမျိုးဆိုရင်တော့အလုံးစုံပျော်ရွှင်ရမှာမဟုတ်ပါဘူးအဝေးနေတဲ့တာသမီထက်အနည်းနေကြတဲ့တာသမီဟာမိဘနဲ့တချက်ချက်ဖြစ်နေကြရတာပါပဲကိုကအမြင်မတော်လို့ပြောလိုက်မိဘကအမြင်မတော်လို့ပြောလိုက်နေတဆူဆူပါပဲ။ အဲ့ဒီတော့ကိုမိဘကိုတံပိုးထားဆောက်ရှောက်လောက်ကင်ပြရမှာကို့အလုပ်ပဲမဟုတ်လားအဲ့ဒီပုံမှာမျှော်လင့်ချက်တွေထားပြီးငါကလောက်ကင်ပြီးနေပါလေရဲ့နဲ့ငါ့အပေါ်ကျအတိမံမပြုတ်အလီမထားလိုက်တာဆိုပြီးပူဆွေးတော့ကဖြစ်နေရင်ကိုပဲစိတ်တန်ရရမှာမဟုတ်လားတခြားအရာတွေပုံမှာတော့မဟုတ်သေးပါဘူးမိဘနဲ့တာမီးချမှာတော့ဘာမျှော်လင့်ချက်မှမရှိတဲ့အခါစိတ်ပျော်ရွှင်ရတာပါပဲမျှော်လင့်ချက်တွေထားတဲ့အခါနာကျင်မှုတွေကိုလည်းရရှိကြတာပါပဲ နောက်တော့တငယ်ချင်းကဘလို့ပဲတဆူဆူဖြစ်နေပါသည်။သူမိပါပေါ် သူလှုပ်ပေးရမှလှုပ်ပေးရင်နဲ့ပြော့ပြော့နေတဲ့အခါစိတ်ပြန်ပျော်ရွှင်သွားခဲ့ရပါတယ်။ဘဝင်ချင်းပေါ်မှာလည်းဒီလိုပါပဲ။ကျွန်တော်တို့ကတခုခုပြန်ရပါစေဆိုတဲ့စိတ်နဲ့ညှို့နှင်းချက်နဲ့ပြုတ်မှုလောက်ကိုင်းပေးပြီးရှင်သန်ကြတဲ့အခါစိတ်တော့ကယောက်ျားရမှာပါပဲ။ဝမ်းနေကြရမှာပါပဲ။နာကျင်ကြရမှာပါပဲ။တခြားသူကကျွန်တော်တို့မဟုတ်ပါဘူး။ကျွန်တော်တို့ပြုတ်မှုတဲ့အတိုင်းပြန်ရဖို့မမျှော်လင့်ပါနဲ့။ ပဝင်းကျင်မှာရှင်သန်တဲ့အခါအတက်နိုင်ဆုံးမျောလင်းချက်တွေနဲ့မရှင်သန်တဲ့အခါစိတ်သက်သာရရမှာအမှန်ပါပဲစိတ်တန်ရာတွေလည်းနေပါမှာအမှန်ပါပဲကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပေါ်မှာရတဲ့တန်ရာထက်ကျွန်တော်တို့ရဲ့စိတ်မှာရတဲ့စိတ်တန်ရာဟာပျောက်ကင်းဖို့အခက်အခဲဆုံးတန်ရာပါပဲအဲ့ဒီတော့စိတ်တန်ရာတွေအနည်းဆုံးရှိနေဖို့လိုအပ်တယ်မဟုတ်လားအကြောင်းကတော့ကျွန်တော်တို့ရှင်သန်နေထိုင်ရဖို့တိုးတောင်းလာတဲ့လူပေါ်မှာပျော်ရွှင်မှုအများဆုံးနဲ့ဖြတ်သန်းရဖို့လိုတယ်မဟုတ်လား ျွန်တော်တို့ရဲ့ပျော်ရွှင်မှုကိုကိုယ်တိုင်ဖန်ဆင်းဖို့ဆိုတာကိုယ်စိတ်အပေါ်မှာပဲမှုတည်တာပါပဲအဲ့ဒီထဲကမှဘသူ့အပေါ်မှာမှပျော်လင့်ခြင်းနဲ့ကိုညီပေးလိုက်တာမျော်လင့်ခြင်းနဲ့ပြုမှုပေးလိုက်တာမျိုးမလုပ်ချင်းနဲ့ပျော်ရွှင်မှုကိုရယူလို့ရတယ်မဟုတ်လားဘသူ့အပေါ်မှာမှမျော်လင့်ချက်မထားခြင်းနဲ့စိတ်တင်ရည်နေပါကြမင်းဘသူ့အပေါ်မှာမှမျော်လင့်ချက်မထားခြင်းနဲ့နာကျင်ခြင်းတွေကိုအတတ်နိုင်ဆုံးရှင်းချကြရမယ်နော်မျော်လင့်ချက်တွေထားပြီးတခုခုပေါ်ရင်းနှီးမြှုပ်နှံနေတဲ့သူဟာ ပြောင်းလဲသလိုဖြစ်မလာတဲ့အခါဘူဆွေတော့ကဖြစ်ရပါတယ်။မျောလင်းချက်တွေထားပြီးတခုခုပေးလိုက်တဲ့သူကမျောလင်းသလိုဖြစ်မလာတဲ့အခါဝမ်းနေကြီးကွဲရပါတယ်။မျောလင်းချက်တွေထားပြီးတခုခုပေါ်မြစ်တာထားတဲ့အခါမြစ်တာစင်မဟုတ်တော့တာမူနာကျင်ကြီးကွဲကြရမှာပါပဲ။မျောလင်းချက်မပါပဲလက်တွဲကြည့်ပါ။မျောလင်းချက်မပါပဲကူညီကြည့်ပါ။မျောလင်းချက်မပါပဲမြစ်တာထားကြည့်ပါ။နာကျင်ချင်းတွေကို ဝေးဝေးမှထပ်ပစ်ခဲ့ကြပါဆိုပေါ့အခုကျွန်တော်ဖတ်ပြတင်ဆက်ပေးခဲ့တဲ့ဆောင်းမောင်လေးကတော့ဆိုင်းရဆရာလင်းအောင်စင်ရေးသားထားတဲ့ငါ့အတွက်ငါရှိခဲ့လို့အမိရရဲ့စာအုပ်ထဲမှာအမျော်လင့်ခြင်းဥယင်လို့အမိရတဲ့ဆောင်းမောင်လေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာဒီဆောင်းမလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့တွေဟာဘုသူဘုသူအပေါ်မှာမှာကျွန်တော်တို့တွေညှဉ်းလင်းချက်မထားဖို့ကျွန်တော်တို့အဲ့လိုလိုညှဉ်းလင်းချက်တွေထားတဲ့အခါမှာကျွန်တော်တို့ကိုယ်တိုင်ပဲနာကျင်ခံစားရပါတယ်အားအကြောင်းမလို့ ကိုမျှော်လင့်ထားသလိုဖြစ်မလာတဲ့အခါမှာကျွန်တော်တို့တွေဝမ်းနည်းကြီးခွဲရပါတယ်။အဲဒါကြောင့်ကျွန်တော်တို့တွေဟာဘာပဲလုံလို့ဘုသူ့ပေါ်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေမျှော်လင့်ချက်ကိုအနည်းဆုံးတတ်နိုင်သမျှအနည်းဆုံးထားကြဖို့ကျွန်တော်တို့ကြိုးစားကြရမှာပါ။အဲဒါကြောင့်ဒီလိုမျိုးဆောင်းမကောင်းလေးပါတဲ့စာရေးဆရာလင်းအောင်စင်ရေးသားထားတဲ့ငါအတွက်ငါရှိတယ်လို့အမိရတဲ့မွေးဆောက်ကောင်းလေးကိုဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ literature feature channel လေးမှာတိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ နားဆင်သူများအားလုံးဘီယံခတ်တင်ကင်းကျင်းကြပါစေဒေါ်တာခတ်တင်ကင်းကျင်းကြပါစေစီးရင်ခတ်တင်ကင်းကျင်းကြပါစေနှလုံးစင်ပါအေးချမ်းကြပါစေနားဆင်သူများအားလုံးဘီယံကြောက်ကြစီးရင်ခင်ပြီးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒများလေးတလုံးတော့ပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature fee channel လေးမှာနားဆင်ပေးခဲ့ချသူတဦးတယောက်ချင်းစီကိုဆုတောင်းမြတ်တာပို့တာပေးလိုက်ပါရခင်ဗျာ